မိုးကုံမြို့ဒေသခံတွေကြောက်တူးဖော်ရှောက်ဖွေးလုပ်ငန်းလုပ်ကံကွင်းရရှိမှစီးပွားရေးနဲ့မျိုးဖွင့်ပြိုးလာမယ်လို့မိုးကုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်။အောင်အောင်ကသတင်းပေးပို့ထားတာပါ။မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့မှာကြောင်မြတ်စင်တာဆောက်လုပ်ဖို့လိုအပ်နေတာကြောင့်ပတ်ဆိုင်ရာဖွဲ့စည်းတွေနဲ့ကြောင်မြတ်ရနာလုပ်ငန်းရှင်များအသင်းထားပွဲကုံစယ်ပွဲစားများအသင်းမြေနေရာရရှိဖို့လှုံ့ဆော်နေပါတယ်။ မိုးကုံမြို့ဒေသခံတွေကြောက်တူးဖို့ရှာခွေလောက်ကန်ခွင့်ရရှိမှစီးပွားရေးပြန်လည်ကောင်းမွန်လာပြီးမြို့ဖွံ့ဖြိုးလာမယ်လို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်။အာကျွန်တော်တို့မြို့ကတော့ဒီရဲ့ကြောင်းမြက်ကိုအဓိကဦးစားထားဦးစားပေးပြီးမှစီးပွားရှာစားတဲ့မြို့ဖြစ်တယ်ပေါ့နော်။အဲ့လိုစီးပွားရှာစားတဲ့မြို့ဖြစ်တဲ့အတွက်ဒီကြောင်းမြက်တူးဖို့တဲ့လုပ်ငန်းတွေမှာကြောင်းမြက်လောက်ကန်တဲ့ လုပ်ငန်းတွေမှာကျွန်တော်တို့ဒေတာခံလက်လုပ်လက်စားတွေကဒီကြောင်းမြက်ကိုတူဖော်ခွင်းတို့ရှာဖွေခွင်းတို့တွေရှိမှသာလျင်ကျွန်တော်တို့မြို့ရဲ့စီးပွားရေးပြန်အဆင်ပြေမှာပါ့။ အရင်ကမိုးကုံမြို့ဒေသခံတွေဟာတပန်တနံကြောက်တူးဖောက်လောက်ကွက်တွေလောက်ခဲကြပြီးမိုးကုံမြို့စီးပွားရေးဆင်ပြေခဲ့ကြပေမဲ့1995ခုနှစ်နောက်ပိုင်းကစပြီးကုမ္ပဏီတွေကဆက်ရန်တရားကြီးတွေနဲ့ကြောက်တူးဖောက်လောက်ကန်လာခဲ့တာကြောင့်ပန်းကြံထားဝဲမှာကြောက်ရှားပါလာတယ်လို့ကြောက်ရောင်းဝယ်လောက်ကန်သူတဦးကပြောပါတယ်။ဆင်ပြေဖို့တော့သိမမြင်ဘောဗျာ။ဒီတပန်တနံကိုမင်းဟိုချပြီးအများကြီးချပြီးမှဟုတ်ဘူး။တပန်တနံဆိုတာသူလိုကိုလိုအခုရအခုရောင်း အဲ့ဟိုဟိုခေတ်တုန်းကပေါ့အခုအခု twin လို့ရင်မနေ့ twin လို့ရလို့ရှိရင်ညနေဆိုဒီထားပွဲမှာပဲဟိုတုန်းကငါတို့ဆိုရင်ညနေနဲ့နိုင်ဆိုစီပြီးဆို twin အပြောင်းဆောက်နေတာအဲ့မှာဟိုဝယ်မြက်လည်းမြက်လည်းလေ twin သားတွေလည်းရောင်းနေလေအခုကဟိုဖစ်စတွေကမရောင်းလေသူတို့အကုန်လုံးအဲ့လိုမျိုးဖြစ်နေ မိုးကုံမျိုးနဲ့ဒေသမှာလာရောက်လောက်ကန်နေတဲ့ကျိုးတူဖက်ဆက်ဥပန်ကုမ္ပဏီတွေကထွက်ရှိတဲ့ကြောင်းမြေနာတွေကိုနေပြည်တော်ကြောင်းမြေလေးလံတွေမှာရောင်းချသလိုမိုးကုံမျိုးကထားဝဲစည်းမှာရောင်းချပေးဖို့ကြောင်းမြေလောက်ကန်သူတွေကလိုလားနေကြပါတယ်ကျွန်တော်အောင်ပါ